ကမ္ဘာပိုင်ရဲ့အကူအညီနဲ့ချင်းပြည်နယ်ရဲ့လမ်းတွေကိုလေးနှစ်အတွင်းနှွေမိုးဆောင်သွားနိုင်အောင်ဆောင်ရွက်သွားမယ်လို့ချင်းပြည်နယ်လမ်းမဆက်သွယ်ရေးဝန်ကြီးကပြောကြားလိုက်ပါတယ်။ဒီသတင်းကိုအောင်ကိုလက်ကပေးပို့ထားပါရရှင်။ချင်းပြည်နယ်ကိုအဓိကဆက်သွယ်ထားတဲ့ကလေးဖလန်ဟာခါကန်ဂိုလန်တွေကိုကမ္ဘာ့ဘဏ်ရဲ့အကူအညီထောက်ပံ့ငွေအမေရိကန်ဒေါ်လာ84သန်းနဲ့78ပေကျေနိုင်လွန်ကတ်တရားလမ်းအဖြစ်ပွင့်လင်းရာသီကစပြီးစတင်အကောင့်တွေပေါ်ဆောင်ရွက်ဖို့အစီအစဉ်နေပါတယ်။အခုမကြခင်ကာလမှာ World Bank ကနေပြီးတော့ကျွန်တော်တို့ကို ကလေးဖလမ်ဟာခါကန်ကိုတွေ့အမေရိကန်ဒေါ်လာဆက်စစ်လေးတန်းကူမိပါတယ်အဲ့တော့ဆက်စစ်ပေနဲ့ကျွန်တော်တို့နိုင်ငံကတည်းကပေါ့လေဆော်လိုရခေါ်ဝါနေစ AC အစင်းကင်းပူအစီအစဉ်ရှိပါတယ်အခုပူနီယာတေကာဆာဘရမလောပါမယ်အခုလောလောဆယ်ရတော့မူယာတီမှာတော့မီပူဖြစ်ဆက်စစ်လောက်ပဲရှိတယ်ဆိုလိုတာကတော့ကားတွေညံ့မရအောင်အဲ့ဒီလိုပဲကျွန်တော်ဆောင်ရွက်နိုင်တယ် ချင်းပြည်နယ်ကမြန်မာနိုင်ငံမှာဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေရတာကလမ်းပန်းဆက်သွယ်ရေးကြောင့်ဖြစ်ပါတယ်။လမ်းပန်းဆက်သွယ်ရေးသာကောင်းမွန်လာခဲ့မယ်ဆိုရင်အရင်ကထက်ပိုမိုဖွံ့ဖြိုးပြီးကုန်စည်နှုန်းတွေလည်းလျော့ကျလာမယ်လို့ဒေသခံတွေကပြောပါတယ်။သွားလာဖို့အရန်ခက်တော့ကြတယ်ဟိုပစ္စည်းစိမ်းနှုန်းကကုန်တက်ကုန်လာပေါ့နော်လမ်းပန်းဆက်သွယ်ရေးခက်တော့ဒီကျမတို့ပစ္စည်းတွေခက်တဲ့ခါလည်းများတယ်နော်ဒီလိုရှိရင်လည်းလုပ်ငန်းကိုင်ငန်းလုပ်တဲ့ခါကျတော့အခြေလည်းတောက်သေးတာပေါ့နော်ဆိုတော့ဒီမှာအခက်အခဲကများကြီးကြုံရတာပေါ့ပစ္စည်းလည်း စက်တတဲ့ဒီလိုဘလို့လက်ရှိအစု NLD အစုရတန်ပိုင်းစတွေကောင်းကောင်းမမလို့ပြလို့ရှိရင်လူတွေကလည်းဟိုဘာလို့ဆိုစစ်ပေါ်ရဲ့ပူပြီးတော့စတင်ဒီနေလို့ကျွန်တော်ထင်တာပေါ့နော် ချင်းပြည်နယ်မှာကားလန်ကော်တာအဓိကထားနေရတာဖြစ်ပြီးဖလန့်မြို့မှာတော့ပြည်တော်စုအစိုးရရဲ့အစီအစဉ်နဲ့လေရင်ကွင်းတစ်ခုတည်ဆောက်နေပါတယ်။ဟာခါမြို့မှာလည်းလေရင်ကွင်းတည်ဆောက်နိုင်ဖို့အတွက်ဂျပန်ကုမ္ပဏီတစ်ခုကနိုဝင်ဘာလမှာမြေအနေထားတိုင်တာမှုတွေပြုလုပ်သွားဖို့အစီအစဉ်နေပါတယ်။ဖလန့်မှာတော့နိုင်ငံတော်ရှုအပ်ကဟိုဦးဆောင်ပြည်တော်လုံးနေတဲ့အတွက်ကြောင့်ဟာခါမှာ အာအာလုတ်လို့ရရင်တော့လုတ်ပေးမယ်တဲ့အဲ့တော့စဟိုနိုဝင်ဘာလအခု မချက်ခင်မှာဆာဗေးလာလုပ်မယ်တိုင်းတာမှုပါငယ်လုတ်ပြီးတော့တကယ်လို့ဖြစ်တယ်ဆိုတော့လုတ်ပေးမယ်ကျွန်တော်လုံးဝထားဝင်ကြတယ်ဒါပေမဲ့လို့ဒီဥစားလုတ်ပြီးရင်တော့တခါတည်းကိုဟိုကပြီးကြတယ်ဆိုတော့ကျွန်တော်တို့နည်းနည်းပပရပေးရဟိုပြန်ဆက်တာတို့ပါလို့ရှိမှာပေါ့လောလောဆယ်တူတူပိုင်ကူပိုင်ဝင်နေအကုန်လုံးလုတ်ပေးမယ်ဆိုတော့စာစစ်တယ်ဟိဒကီအာတကားတာ အစိုးရသက်တက်လာပြီး6လအတွင်းမြေသားပြိုကျတာလမ်းချဲ့နေတာတွေကြောင့်သွာလာရေးအတွက်နှောင့်နှေးနေဆဲဖြစ်ပါတယ်။လမ်းမဆက်သွေးရေးကောင်းမှုမှသာချင်းမီနယ်ကဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပြီးလမ်းမဆက်သွေးရေးကောင်းမှုဖို့အတွက်ပြည်ထောင်စုအစိုးရကဘတ်ဂျက်တွေလုံလုံလောက်လောက်ချပေးဖို့လိုအပ်တယ်လို့ပြည်နယ်ဝန်ကြီးကပြောပါတယ်။ကျွန်တော်အောင်ကိုလ